ိန်မင်းသမီးရဲ့မွန်းနိုပိုလီဇက်သိမ်းပိုင်းတစင်းနဲ့ငါးနဲ့ပေါင်းတော့25တဲ့မဟုတ်သေးဘူးအဖြေက3နာရီဒီလိုတွက်ကြည့်အောင်စေနာကြီးမှာ9နာရီပေါင်းတော့အဖြေက3နာရီပေါ့ငါရင်တကားကိုလာလာခောက်တဲ့3နာရီကငါတို့နှစ်ယောက်ပေါင်းမှ ကောင်းတဲ့ခြေသုံးချောင်းမှာပဲဘူးဒါပေမဲ့ဘူး မပြည့်စုံတိုင်းသာပျော်ရွှင်မှုမရရင်ကမ္ဘာလောကကြီးမှာဘသူကများပျော်နိုင်အောင်မှာလေတာယာကြည်နူးမှုအပေါင်းကိုဘဝတစ်ခုလုံးစုဆောင်းဖို့ဆိုတာဖြစ်မှမဖြစ်နိုင်တာဘဝဆိုတာလူတလောက်မရတတ်ပါဘူးဒါပေမဲ့လေလူဆိုတာရတဲ့လောက်လူချင်းကြတာကြီးပဲပေါ့ငါဆိုရင်လေအုတ်တပုံလုံး၃000ပဲပေးပါဘာဒီအုတ်ပုံကြီးကို ဟုတ်ကဲ့ကိုအောင်ကျန်အံ့အားတင်နေတယ်နေသားဆိုရင်တော့2000ရပြီးခိုးကျင်တယ်လို့ခိုးပြီးတရုတ်ပုံကြီးကို3ရက်လောက်တည်နေကြတာကိုပိုလီဘာစိတ်ကူးတွေပေါက်နေတာလေဒါကြီးကိုကိုအောင်ကျန်ရဲ့ခိုင်းစမ်းမှာကျွန်တော်ငွေလူလူပါဗျာကိုအောင်ကျန်ကခေါင်းကုတ်တယ်လောက်ပါဗျာကျွန်တော်လုံနိုင်ပါတယ်ကိုအောင်ကျန်ကတပြင်းချပြီးအေးကွာ မင်းလုံနိုင်ရင်လုံပေါ့တအားလည်းမလုံပါနဲ့ကွာမင်းချက်တော့နေကစိတ်ချစိတ်ချပါဗျာစိတ်ချပါဘူးအချစ်စိတ်ကသာတွန်းအားတစ်ခုဖြစ်ရင်ခက်ဝေးဝေးကလှမ်းကြည့်နေတဲ့ပတ်ဒီအဖွေးသားနဲ့နေဟာငါ့ကိုမီးလောင်လွယ်စေပါလေမြစ်တာတရားကိုနိုးကြစေဖို့ရိုးရှင်းသောတခြင်းတစ်ပုဒ်နှလုံးအိမ်ကိုဖြတ်တန်းသွားတဲ့ဂီတတန်မာပဲခွက်ထဲမှာပန်းကလေးရှိနေတဲ့နောက် တခြားပန်းတပွင့်ကိုခူးဖို့လိုပါတော့မလားရောင်ရဲလွေတဲ့ငါဟာပန်းတပွင့်ပေါ်မှာပဲလောဘတက်ပရစီတော့အိမ်မှာနေရင်မိဘများကတမိမိုက်အဖြစ်စူပူတဲ့ဒဏ်ကိုမခံနိုင်တဲ့နင်တရငါနောက်လိုက်နေရတာကငင်းချမ်းခြင်းအတွက်နင်းတဆက်ပါငါကူဘောကချွေးဆက်တွေကနင့်ရဲ့တဖက်တည်းသောမျက်ဝန်းပေါ်မျက်ရည်စဖြစ်ခဲ့ရင်ငါတောင်းမှန်ပါတယ်ဘူးတီတန့်ခိုင်မြဲတယ်ဆိုတာ ဖုံးကွယ်မထားတဲ့မေတ္တာတရားကြောင့်လို့ငါယုံကြည်နေသည်၍နိမြေဝန်ပေါ်မျက်ရည်စရီမမြင်ပရစီနေကွယ်ဘိုလ်လီထမင်းစာနာအောင်ကွာဟုတ်ဟုတ်ကဲ့ကိုအောင်ကျန်းနဖူးကချွေခက်ကြမ်းကြမ်းတုတ်ပြီးနင့်အနာပြေးတော်မိတယ်ခန္ဓာကိုယ်ကနှုံးချီနေပြီမဲနှလုံးသားကလန်းနေစာနေပြီလားဘုငါမေးကိုနင်းကား နင်းစာနေမှာပဲစူးတယ်ကြပါတယ်ဟာနှစ်ယောက်တွေထုတ်လာတဲ့ထမင်းတို့ကတယောက်တထုတ်ဖြုတ်ယူလိုက်တယ်ထုံစံအတိုင်းပေါ်ဟာချမောင်ကျော်လူအမိတညာပောက်တဲ့အထုတ်ကိုဖွင့်ကြရပြန်နေဒီအချိန်မှာပဲတန်းရီခေါ်တန်ကြတော့တွန်းမိတယ်ဟုတ်ကောင်ငမွန်ဆက်ဖြည့်ဖြည့်မျက်နှာနဲ့ဒီမှာနေအတွက်ငချောက်ကျော်ထဲ့လာတယ် ဟုတ်ပါငါ6ကျော်ငဏီတူလို့ခေါ်တဲ့ငါ6ကျော်နင်းစားခြင်းမှငါတိပါသေးဒါပေမဲ့ငါမစားတော့ဘူးရတယ်ပိုလိစီက ချင်းမောင်နဲ့ပဲနမွန်းကနှက်ခမ်းစုပြီးတန်လီကလည်းကိုကစည်စနာနဲ့ကြွေးတာပါစီကန်းသွားတာတော့ဖောင်းနွေကိုဖြည့်ပြီးတဲ့ဟာကူအောက်မှာဘာဖြည့်ပြီးတာလဲတောက်တလဲတွေကြီးရေလွတ်လိုက်တာကူ ငါစကားကြောင့်ငမွန်းကမျက်နှာပြည့်သွားတယ်။နောက်ငါ့ကိုစိုက်ကြည့်ပြီးဟဲ့ကောင်ထွက်ကျူးမင်းကမပြောဘူး။ငါကငါ့ရဲ့တန်းလေးကိုပြောနေတာ။ဟဲ့ကောင်ငါ့ကိုထွက်ကျူးလို့မခေါ်နဲ့ကွာ။ငါနာမည်ကပူလီ ပူလီလို့ပဲခေါ်ခေါ်တော့ဘာဖြစ်လဲ။ထွက်ကျူးထွက်ကျူးခေါ်ရဲကွာ။အာဒီကတော်တော်ပါတော့ဟာ။ ဒေါသကိုဘယ်လိုထွက်ရမှန်းမသိပေမဲ့နင့်အတန်ကိုထိန်းနေပေးနင်းစားစီခြင်းရင်ငါစားမေပိုလိကိုမကြွေးနဲ့အေးပါမကြွေးဘူးငါ၆ထောက်မျက်လုံးရှိဖုတ်ခနဲ့ပြုတ်ကြလာတယ်နင်းကငါ၆ထောက်ဖွင့်ပြီးပိုလိစားလေငါတို့တွေကသူများမတ်တထားရင်မစားဘူးတဒေါင်းစားမာနာကိုနင်းလေးစားရမေဘူးနေကပြင်းပေမဲ့ နင်းရှိနေတော့အေးရဲ့ကြောကပူပေမဲ့နှလုံးသားကအေးရဲ့စားလီဘူးစားမကောင်းလို့လားနင်းငါကိုကြည့်တယ်တခုခုကိုစိတ်ညစ်နေပုံနင်းစိတ်ညစ်နေရင်ငါမနေတတ်ဘူးဘူးငါငါလီငါနင်းစကားတန်ကိုနားဆွင့်နေမိတယ်ငါငါအိမ်မပြန်ကျင်တော့ဘူးပူလီဘလူနင်းစကားကြောင့်ငါအံ့အားသင့်သွားတယ် နေနေဘာပြောလိုက်တယ်ငါမေးကိုနေကရက်ကိုရက်ကန်းနေငါအိမ်မပြန်ကျင်တော့ဘူးလို့ပြောတာငါစဉ်းစားကြည့်တယ်ဇဝေဇဝါနေဘာကြောင့်ပြောလေငါမစဉ်းစားတတ်ဒါကြောင့်မေနေအိမ်မပြန်ကျင်ဘူးဟုတ်ပါတယ်ဆိုနင်းတို့ငါတို့ကအိမ်ရှိလို့လားဟေးငါစကားကြောင့်နင်းကြောင်သွားတယ်ပြီးတော့ အကြာကြီးငါကိုစိုက်ကြည့်တယ်။အေးဟုတ်သားပဲ။သူကပြန်စရာအိမ်ကရှိမှမရှိတာ။အစကလေးကအမိုက်ပုံကြီးတစ်ခုပဲလေးစင်တိုင်ထောင်ပြီးအဖီဆွေးနေကြတာလေ။ဘယ်မှလဲအိမ်ဆိုတာ။အဲ့ဒါကိုအိမ်လို့ခေါ်ရမလားဘူး။အိမ်မရှိတဲ့သူကအိမ်မပြန်ခြင်းမှုဆိုတော့ဘယ်လိုပြောရမလဲပေါ့နော်။ငါလီတိလာ။နင်းစီကစကားအဆန်းတွေငါနာဆွင့်နေစေ။ မျက်လုံးပြန်ကောင်းရင် KTB မှာအလုတ်သွားလျှောက်တော့မေးဟေးနင့်ရီမှန်ချက်စီနင်ရောက်အောင်သွားတော့မှာပေါ့လေဘူးဘူးရဲ့နင့်ရဲ့ဇကားတွေကနားမလည်နိုင်အောင်နဲ့နေလွန်ပါလေချိန်ထားတဲ့နေရာကိုငါမပါဘဲနင်ထွက်သွားတော့မှာပေါ့လေဒေါ်မြရွှေကြီးကလေ KTB ပွဲစားဂျော်နီကိုသူကိုယ်တိုင်လက်အပ်ပေးမေးတဲ့ဘူးရဲ့ ဖုံးတထောင်းထောင်းထောင်းရှောက်ခဲ့တဲ့တို့ရဲ့လန်ဟောင်းကနင်းတကယ်ပဲတွေဖွေတော့မှာပေါ့လေနှလုံးသားကချီနှောင်ထားတဲ့ရွှေကြည်ငွေကြည်တန်ရောစဉ်ကျုကနင်းတီးခတ်တရဲစေပြီးတော့နင်းထွက်သွားတော့မှာပေါ့ဘူးထာဝရဆိုတဲ့စကားမတီးမြဲတာငါယုံပါပြီအေးအဲ့ဒါလေငါမှအဝေစားကမရှိတော့ငါငါကြိုးစားပါမယ်ဘူး ဒီအလုံးနဲ့မနီမဝေးမှာဘေးဒုတ်တွေငါတွေ့ထားတယ်။နင့်ကိုနတ်သမီးတမျှလှအောင်ငါစင်ပေးပါမယ်ဘူးရဲ့။ကြည်ကျေးဇူးတင်လိုက်တာဘူလီရဲ့။နင့်ရဲ့စကားတန်ရင်းနေကလိုက်ပါလာတာငါသိပါတယ်ဘူး။လောကကောင်းကျိုးအတွက်နင့်ရဲ့ခြေတန်လေးနားစွင့်ရရင်ပဲငါကြည်နဲ့နေပါပြီ။နင်းနဲ့တပါးတဲ့သေဆောင်သွမ်းမယ်အိမ်မက်ရဲ့တထောင်တနီးယာမှာ အဆက်အပြောက်ဖြစ်ငါပါဝင်ခဲ့ရရင်ပဲကြည်နက်ပါပြီဘူးရဲ့ငါရဲ့ချွေးဆက်တွေအခုထိမချောက်သေးပါဘူးဘူးနင့်ရဲ့လိုအပ်ချက်တွေကြရတဲ့ချွေးမချောက်သေးပါဘူးငါ KDB သွားရင်နင်ခရောငါတပြင်းချတာနင်မမြင်စေချင်ဘူးဒါပေမဲ့ကွေအေးငါလဲစပရာလိုင်စင်ရောက်ဖို့ကြိုးစားရမှာပေါ့ ဘေကာလာကစတင်ပြီးငါနဲ့တွေ့ဆုံဖို့ဖြစ်ခဲ့တာလဲဘူးရဲ့။ကောင်းကင်ထက်ကစဉ်သက်လာပြီးငါရဲ့တကားပေါ်မှာမြင်လိုက်မိကလေးကအယယမိမိပြောက်ပြောက်ဒီကားမှာငါနှလုံးသားဖြတ်နှင်းပြီး ပြန်ထွက်သွားမယ်ဆိုတာငါကိုယ်တိုင်မသိခဲ့တာ။မျက်ရည်ဝဲနေတဲ့အကြီးနဲ့စကားစားဖို့ကြိုးစားမိပါရဲ့။ဒါပေမဲ့လေတီးတော့ရဲ့တန်းစင်ကိုလိုက်မမီသူတယောက်လိုစွန့်အား ဒါကြောင့်ဟောဒီတကားဝါကမင်းပြန်ထွက်သွားမယ်ဆိုရင်တော့ငါမတားမိပါဘူး။ပတ်တီးဖြီးပြီးမျက်လုံးကိုဖြည်းဖြည်းချင်းပဲဖွင့်မှာ။ရင်တထိတ်ထိတ်နဲ့အဲ့ပရိသတ်မပါတဲ့ဒုနှစ်ယောက်ရဲ့မြင်ကွင်းကြည်ရင်နဲ့အိမ်မက်ဆန်လာတယ်။တလွာချင်းကွာကြလာတဲ့ပတ်တီးအဖွေးသားကခொနှလွာကကြည်တယ်လို့တွေ့လျာကြီးစုသူအပေါင်းကိုဖန်စာအငိုင်းမိစေတယ်လေ။ရပြီ။ မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လို့ရပြီ ဖြည်းဖြည်းချင်းပွင့်လာတော့ပွင့်ချက်ထိုပွင့်ချက်ထေကမှ အလှဆုံးဝေဆန်ဟေးစကားကဘေကစားရမမသိအောင်လှပတော်မြေဝံတစက်မရောက်ရီလီခုနေတဲ့မိုးဆက်တပွဲရှွန်ရှွန်လက်လက်မြေဝံဘသူမမသိခင် အသေးနှလုံးကိုခိုးယူသွားတော်မြေဝံလှလိုက်တာဘူးရေပိုလီဘူး နေငါကြီးကနဲ့နဲ့ဖဲ့ပေးပါလားယင်ဟေးနက်နက်ခင်းတစ်ခုပါပဲတန်းဥယျာဉ်တစ်ခုမှာမျက်လုံးမကောင်းရှာတဲ့မိန်းကလေးတစ်ယောက်နဲ့စုံမိရဲ့ဘန်းကုံတကုံကိုတီးပြီး သူ့လေတိုင်းကို ကိုယ်တိုင်ဆွဲပေးမိရဲ့သူ့လေတိုင်းမှာငါတီကုံထားတဲ့ဘန်းကုံအလားဆုံးအနေထားနဲ့ရှိနေရဲ့ငါမျက်ရည်တောင်ကြမိခဲ့ဒါပေမဲ့မိန်းကလေးရဲ့ ပန်းကလေးဘလောက်လှတယ်ဆိုတာမိန်ကလေးမမြင်ရှာဘူး။နောက်ငါတီကုန်းထားတဲ့ပန်းကလေးဘလောက်မွေးပြန့်နေဆိုတာ သူ့ဥပ္ပခါပြုခဲ့တယ်လေ။ဒါလေးကနင်းနဲ့ပူလိုက်မယ်ထင်နေဘူး။အဲ့ဒါကဈေးကြီးတယ်ဟာ။သုံးထောင်သေးပါဘူးရဲ့။ငါတက်နိုင်ပါသေး။အဲ့ဒါကတရက်စားတော့နော်။အကြီးမကြီးပါဘူးဟာနင်လှလှပပမဖြစ်ရင်နင့်စီဘသူလာမလဲ ယူလိုက်ပါခြေစူးပါပဲပူလီရဲ့နင်းရဲ့ခြေစူးစကားကအင်းအားမရှိတဲ့နက်နက်ခင်းလိုပေါ်တယ်ဒါပေမဲ့ဘူရဲ့ရပ်ဖန်ရန်ခါအလှတရားကတစ္ဆာတရားထက်ပူတန်ပူကြီးတယ်အိမ်ထဲကိုနင်းဝင်လာဖို့မတောင်းဆိုတော့ပါဘူးဘူနင်းအတွက်လွမြောက်လန်းကိုသာညွန်ပြပါရစေနေအောင်ကြီးကိုယ်တော်ဆွေမျိုးမတော်ပဲပြုံးပြတတ်ရင် ငါနှလုံးသားရဲ့အလူကလည်းဘာလို့မပြုံးပြပေးနေနိုင်မလဲဘူးနင်းရဲ့ရေတန်ကိုကြားရရင်ကိုရိုင်းဆိုင်နဲ့ငါရင်ခုန်တဲ့မုံတိုင်းကလေးငယ်ရဲ့ပီတိတန်လူချူးနှိမ်ကြလေရဲ့နင်းသာတကယ်ပြောမယ်ဆိုရင်လေငါမျက်ရည်တွေကိုလက်မှတ်ရေးထုတ်ပြီးရာသက်ပန်ချုပ်ငိမ့်ပြလိုက်ခြင်းရဲ့အေးလေငါမှစာမတက်တာစာရေးတဲ့လူကတော့ ဟောဒီစာကိုရေးနေတဲ့ကောင်လူရေးပြလိုက်ခြင်းရဲ့ဘူးရဲ့အမှုအရွာတွေနဲ့ရေးပြလိုက်ခြင်းမရဲ့တန်ဘူးတရအစင်ပြေသွားပြီတိလားရုပ်လေးကလှတော့ဖောက်သေးကလည်းပေါ့ပါတဏီကဆိုသူ့ကိုလာပုတဲ့ကားကအတုဘကကြာနေတာပဲကြီးလိုက်တာနင်းရဲ့အောင်မြင်မှုအကြောင်းအကောင်းကြီးကြားနေရလေရဲ့ဘူးရဲ့ရီမန်းချေကြီးတဲ့နင်းရဲ့လမ်းပန်းခင်းလမ်းဖြစ်နေတာ မထူဆန်းလှပါဘူး။ကောင်းကင်ကြီးကလူကျင်နေစုမှခြေတရာတွေက မလိုက်ပေးလို့မဖြစ်ဘူးလေ။ဘုရေနိဘဝဟာမိုးရသည်မှာရေပြည့်နေတဲ့မြေရေပြင်လိုပြေဝတည်ငြိမ်စွာစီစင်ပါစေ။ပရိယေမာယာကွန်ရက်တွေဖြန့်ကျက်ရက်လုံနေရတဲ့နင်းရဲ့ခြေစုံအောက်လူအများဥခိုင်ညွတ်တွားကြပါစေ။ဒါမှနင်းပတ်ဆက်ရမလီငါစုမွန်ချွေလိုက်ချင်းရဲ့ ပိုလီသဘင်းနီးကြောင်းကြောင်းမဟုတ်တော့ပဲဖြောင်းစင်းသွေလျာရနဲ့အလှပစုံမနှက်ခင်းကိုငါငေးနေမိတဲ့တန်းဘူးအနောက်မှလေအတုဘကလူကားနဲ့ကြီးတစင်းကစုပ်ပြက်တက်နေတဲ့အုတ်ခုလူငိမ့်ငိမ့်ကြီးရရဲ့ငါသွားတော့မယ်ပူလီဟေးဘဲကူလေရင်လက်ခနဲ့အပြုံးကို တွေ့ရဲ့ ဥခငါကမြို့ထဲမှာတိုက်ခန်းငါပြီးတယ်လေအဲ့ဒီကမိသားစုလိုက်ပြောင်းနေဘူးအော်အကောင်စားဝိစုအကောင်စားဆလင်းဘက်နဲ့အကောင်စားတောက်ဖနံအရင်ကနင်းဒီတသက်အိမ်မက်မမက်ခဲ့တဲ့အရာတွေပေါ့ဟုတ်ပါတယ်ရွှေရွှေချင်းထမမြတ်တော်မှာပေါ့လေမိုးတိမ်လွှာရီတွားရကားရေကအော်တဲ့အော် နာမည်တောင်ပြောင်းခဲ့ပြီကိုဟုတ်ပါတယ်လေနင့်နာမည်အတိုင်းပါပဲနင်ဟာအခုတော့မိုးတိမ်လွာဖြစ်သွားပါပြီငါဟာနင့်အတွက်ယရနာရွှေချခြင်းမစင်ပေးနိုင်သူယရနာရက်တောင်မခတ်ပေးနိုင်သူရွှေပလင်မစင်ပေးနိုင်သူပါပဲဘူးရဲ့အပြုံးတစ်ချက်လက်ကနေမြင်ရရင်ကိုကြွေကြနိုင်သူရှင့်ကိုမချစ်ဘူးရှင်ရဲ့ဆိုတဲ့စကား မကြရတာကူကကံကောင်းခြင်းများငါသွားပြီပူလီချစ်သူရဲ့ခြေလန်းကပန်းမာလာများလူပွင့်လိုက်ကြွေလိုက်ပါပဲအရင်ပန်းတပွင့်ကအတောင်အလက်စုံလာတော့လေစွချင်သူတွေပေါ်များလာတာဘာဆန်းလို့လေအော်ပျော်ရွှင်မှုဆိုတာတည်င်ကပါပဲလေထာဝရဒီတန့်ခိုင်မြဲနေတာဝမ်းနေခြင်းဆိုတဲ့တန်တလွန်ဆွေးစိတ် ဘူးရဲ့မြစ်တာသူဖုံးစာနှလုံးသားကိုစုပ်စုပ်ပြက်ပြက်ဝစ်စေပြီးသူဖုံးစာအသွင်နဲ့လမ်းတကာလှည့်တောင်းကြည့်လို့လွတ်လိုက်တဲ့အခါကြည်နူးမှုအပြုံးဟာကောင်းကင်အနှံ့ပြန်ကျဲသွားလေရဲ့နှလုံးသားကအိမ်ပေါက်စီတောင်းရှာတယ်။ခွက်ပြေကနီမတခုတဝဲလူရဲ့ခံလိုက်ရတယ်လို့မျိုးနွမ်းနယ်စွာတနေ့တာကုံဆုံးချိန်မှာပြန်ရောက်လာတယ်။ခွက်ကိုဆွေရင်ပေါ့ အဲ့ဒီအခါမှာမင်းကလက်ကိုဆွဲလို့နဘေးနာထိုင်စီခဲ့တယ်မဟုတ်လားရာဘင်ဒရာနတ်တကူကောင်းနာကိုဖန်တီးတတ်သူတွေအတွက်တကားခောက်နေရပြီမဲ့တကားကအလိုလိုဖွင့်ထားပြီးသားပါဘူးနှလုံးသားဟာဗရင်းပေါက်မှာထိုင်နေတဲ့ခဏမှာတောကဟာခေါင်းငိမ့်ပြီးအပြင်လောကကိုထွက်ခွာသွားပါပြီအသည်နှလုံးကညှူနွမ်းပြီမဲ့အနာကကလန်းဆန်းနေတယ် ရာရှိတီတန့်ခိုင်မြဲတဲ့အလွမ်းတွေကိုငါနှုတ်ဖျားကကောင်းချင်းတွေနဲ့ပြန်ခုံထွက်လာတယ်။လိုက်ရင်လာလိုက်ရင်လာရောက်တယ်ရောက်တယ်ကြော်မဲခွမဲစရာကြီးဟုတ်တယ်ဘူးငါဟာငါမျော်လင့်ခဲ့တဲ့အတိုင်းစက်ပရားလိုင်းစဉ်ကိုင်းဆောင်ထားတဲ့စက်ပရားကြီးဖြစ်နေပါပြီ။ဆွဲစရာကြီးရှေ့မှတ်တိုင်းလူတင်မဲအဲ့ဒီကောင်ကိုကြော်လမ်းပေါ်မှာချက်ရက်ပြေးမတဲ့နဲ့ လိုက်ရင်လားလိုက်ရင်လားဘာလဲဟိတ်ကမကြည့်နိုင်ဘူးလားချကျင်လို့လားလာလေးဟိတ်ကစွဲစရာကြီးအလွမ်းတွေကိုမျောလင်းချက်တွေနဲ့ရိုက်ချုပ်ပြီးငါယူသားတဲ့လာပြီးလက်ထဲကင်ထားတဲ့90တန်း900တန်းကစားကပိုက်ထောင်နဲ့ခူဝဲငါယူသားတဲ့လာပြီးဒါပေမဲ့ဘူးငဲကချစ်တော်အနှစ်တရာမမေ့တာတဲ့ငါနှင့်က ဘလို့မိနိုင်မှလဲဘူးရဲ့တန်တရာတကွိမှာပြန်ဆောင်တွေ့မယ်ဆိုရင်ငါဟာနှင်းတွေအလှဆုံးပန်းကုန်တိပေးခြင်းနေသေးပါပဲဘူးရဲ့စီးဆင်းကြလာတဲ့ជីနူမှုတွေကိုပန်းကုန်းတပွဲတိကုန်ပြီးမင်းရဲ့ပခုံးထက်တိကုန်ပြီးလိုက်ချင်းရဲ့အခုတော့ကွေဆရာကြီးရှေ့မှာဘိန်းလေးဘိန်းလုံးချရမယ်အလွမ်းဆိုတာတပေါင်းတစီတဲ့စီးကြလာတဲ့လူမျိုး အယားယာဆွဲလန်းစိမ့်နဲ့မင်းမျက်နာကြီးပဲလှမ်းမြင်နေရရဲ့ဘူးရဲ့ဇေးတေဝဝကြီးလည်းမင်းမျက်နာရုံသွောင်းနေတဲ့ဆရီမလေးလည်းမင်းမျက်နာရင်ထင်းရဲ့ကြီးလည်းမင်းမျက်နာရုပ်ရှင်ဘူစတာမလည်းမင်းမျက်နာအယားယာမင်းမျက်နာကြီးပါပဲလေဇွဲလန်းစိမ့်ကနှိမ့်ဆက်ပြီးမဲငါပြောပါတယ်ဘူးရဲ့ပြောပါတယ်အရင်လိုငါကျူးကျော်တဲမှလည်းမနေတော့ဘူး သူများစီကလည်းတောက်မစားတော့ဘူးကိုအားကိုကုပြီးငွေလေးခုပြီးအဲ့လီ ဝင်းငွေတူပြီးအိမ်နောက်ငားနိုင်နေပြီလေဒါကြောင့်လေနေနဲ့ငါပူဝီးခဲ့တာနှစ်လကြာရှိဘူးရဲ့နင်းယုံချင်မယုံမငါရဲ့အိမ်မှာနင်းတစ်ချိန်နားခုဘူးနေရာလေးတနေရာပြင်ထားရဲ့ငါရဲ့ညာဘက်အချမ်းကလေးမှာဒါမှမဟုတ်ငါရဲ့နှလုံးသားထောက် တဏီယာမဘောအခုနေမရှိပေမဲ့လေနိဟေပုံရိပ်ကရှိပြီးသားပါဘူးအပြင်းမနေမရှိပေမဲ့ငါရဲ့နှလုံးသားထဲမှာ အမြင်အာယုံထဲမှာနေရှိပြီးသားပါဘူးရေနေလွယ်တဲ့အခါငါစီလာခဲ့ပါဒါမှမဟုတ်နေရုပ်ရည်တွေ ပြည့်စည်ပြီးလူတွေမတုံတော့တဲ့အခါလာခဲ့ပါနေဘဝကြီးတုံးမရအောင်စုပ်ပြက်သွားပြီး လူကြားတဲ့မတူရဲတော့တဲ့အခါငါစီလာခဲ့ပါငါကျူစုနေပါမင်းနင့်ကိုလူတွေကလုံးဝလက်မခံနိုင်တော့တဲ့အချိန်လူတွေကြားတဲ့မနေရဲတဲ့အခါငါစီလာခဲ့ပါနင့်ရဲ့အသက်ရှင်ရုံကျန်တဲ့အချိန်မှာငါစီကိုလာခဲ့ပါ နင်းသေးသွားတယ်ဆိုရင်တော့နင်းဝိညာဉ်ငါစီလာခဲ့ပါငါကျူစုနေပါမယ်ဘူးရဲ့အပြင်မှာနင်းမရှိတော့ပေမဲ့ ငါနှလုံးသားထဲမှာနင်းရှင်တဲ့နေအောင်မှာပါအခုတော့လေအခုတော့ဆွေးစရာကြီးရှေ့မှာရက်မဲဘိန်းလှိမ့်ထားဟိုရှိကကောင်တွေဘာလုပ်နေရလဲထွက်လေကွာစရာအဲ့ဒီကောင်တွေမောင်းထုတ်စပီယာမျက်စီဆိုတာတိမ့်ငဲ့မျက်စီလိုပါပဲဘူးရဲ့ဒါပေမဲ့နင့်ကိုပဲမြင်နေရတယ်လေရောက်လေရာရှာဖွေစေပါဘူးရဲ့ ငါကြီးကနင့်စီမှာပဲရှိရမှာပေါ့ဖြက်လာတဲ့ကားတစီငါတို့ကအကျော်လေးမှလာရရဲ့အာဘဲကကလည်းအနောက်ကဝင်းဆောင်လိုက်ရလို့ဆိုပြီးလှမ်းကြည့်မိရဲ့အလူဝေကောင်းစားလာနဲ့မိမ့်မပြူလေးတွေပါလားအားလုံးကပြုံပြုံပြောပြောပါပဲငါသိပါတယ်ဒါဟာနင်တို့လူ KTV တွေလေး ဆိုင်သွားဘူးကားပေါ်တင်လာတာပေါ့လိုက်ရင်လားလိုက်ရင်လားအလိုလိုနေရင်းနဲ့ရှန်ကြနေတဲ့ငှနှုတ်ဖျားကစကားတန်းလိုက်ရင်လားလိုက်ရင်လားဟေးရုတ်တရက်မြင်လိုက်ရတဲ့ပုံရိပ်ဘူးဘူးမဟုတ်လားအခုနကကားပေါ်မှာမြင်လိုက်ရတဲ့နင့်ပုံရိပ်ပြုံးလူရဲလူလိုက်ရင်လားလိုက်ရင်လား စိတ်ကမပါပေနှုတ်ကအလူလူရှင်းကြငါအတန်ကြောင့်နင့်ကောင်းလေးအွေညင်လိုက်ရတဲ့အကြည့်တစ်ချက်ရင်ခုန်တန်တဒိဒိငါဘယ်မှာမေးလို့ရမှာလဲဘူးနင်မနင်မပဲဘူးရဲ့လိုက်ရင်လားလိုက်ရင်လားစိတ်ထဲကမပါပေစကားတန်ကရှင်းကြနေစေနင်းကြီးကငါစီကမရွေနင်တွေ့ရလားဘူး ကြည်နေစေမှာပဲဟူကနေမောင်းထွက်သွားတဲ့နင်တို့ရဲ့ကားဟေးအာမေရိတန်နဲ့အတူရင်နေဟာကနေရုတ်တရက်အလှတရားကိုလက်ဟာသွားတယ်လို့ကောင်းခင်ဘောကပြစ်ချခံရတဲ့လူတယောက်လိုလူအပ်မှုများတိတ်သည်ငါသွားရမယ့်ခရီးမှာနေဟာတိန်နေကဝင်းပါလာတယ်လို့မြင်ရပြီးရုတ်တရက်ပြောက်ွယ်သွားတယ်လို့မျိုးငါနှလုံးသားဟာဝမ်းနေနေတယ် ငါရဲ့ခေါ်တန်းဟာဘယ်ကလာတယ်ဆိုတာနင်မသိလို့ပါဘူးနင်မသိလို့ပါပဲလေးပြေလေးကြီးဟာနေကြီးဝင်းပါနေတဲ့တိတ်ဆိတ်မှုကြာအရေးပြောသွားတယ်လို့မြေကြီးဟာဂီတတန်နဲ့အတူအရေးပြောခဲ့ပြီလေဟဲ့ကောင်ပိုလီတက်မဲ့လူမရှိရင်သွားမယ်လိုက်ရင်လားလိုက်ရင်လားနှလုံးသားကမပါပဲနှုတ်ခမြည်တမ်းမိနေစေ ကားကလေးကငါစကားတန်မပါပဲဝုန်းကနေခုံထွက်သွားတဲ့ဘူးရဲ့အိမ်တကားဝကူလာခောက်ပြီးအိမ်ထဲမဝင်ခဲ့တဲ့ဧည့်သည်လူစိန်ကားကငါကြည်ကွေးနေတာ အတ္တလူဆိုရင်အဲ့ဒီအတ္တတွေဆက်ပြီးထံဘူးထားခြင်းရဲ့ငါရဲ့တာယာကြည်နူးမှုအပေါင်းကဘဝတစ်ခုလုံးအလွမ်းတဲ့အပေါ်မှာအခြေခံလေတော့ညီငွေးဖို့အရှိန်မရှိတော့ပါဘူးဘူးရဲ့ နှလုံးသားကမကောင်းမှုမှန်သည်များ မောင်းထုတ်ချင်ရင်တော့နင်းပါသွားမှာစုလို့တိမ်စီထားသူပါနင့်ကိုမြင်ရတဲ့ခဏအောင်မြင်မှုတွေမလိုချင်တော့ပါဘူးကွယ်လူပဲမြည်တမ်းလိုက်ချင်ရဲ့အခုလိုအရှိန်ပြင်းပြင်းမောင်းနေနေတဲ့ကားပေါ်ကနေတောင်ပြေးလွှတ်ပြီးအတွင်းနယ်ဖြစ်ဖြစ်ငါနင်းနောက်လိုက်သွားခြင်းရဲ့ဘူးရဲ့အခုလိုအရှိန်ပြင်းပြင်းမောင်းနေနေတွေ့ကြည်ကနေဟေး အရှင်ပြင်းပြင်းမောင်းနေနေရာကပရိတ်ဆောင်အုပ်လိုက်တော့ခန္ဓာကိုယ်ကရိုင်နေပြီး လွင့်စင်ကြမတ်တတ်ပါပဲနင့်ကြောင့်ပေါ့ဘူးဟေးဘာဖြစ်လို့ရက်ရတာလဲဆရာရဲ့ဟိုမှာလူလိုက်မယ်လေမမြင်ဘူးလားမှတ်တိုင်မဟုတ်ဘဲရက်လိုက်လို့ကြည့်မိတယ်ဟေးကိုမျက်စိတော့ကိုမယုံနိုင်အောင်ပါပဲငါကားစီလှမ်းလာနေတဲ့ဘူးချစ်တော်ဘူး ဘာစကားမှမထွက်လောက်အောင်ကြောင်ငေးနေမိတယ်။တန်တန်မတ်မတ်ပါပဲ။ဘုကကားပေါ်တက်လာတယ်။ကားပေါ်ရောက်တဲ့အထိကြောင်ငေးကြည့်နေစေ။အတန်ကြာမှတရိယပီ။ဘေးဘေးသွားမလို့လေဘူး။သူမကဘေးဘီဝေ့ကြည့်ပြီးဥကြောင်ကြောင်အမူယာနဲ့မတည်ဘူးလေ။နေမဲလိုက်ရင်လားလိုက်ရင်လားဆိုပြီးခေါ်ပြီးတော့ဟေးရွှေမှုက ကောင်းကင်ပေါ်ဆောင်းကျင်းလာတယ်။ချက်ချင်းပဲစိတ်ပြောင်းပြီး ပြန်စင်းမှဆူလို့ပဲ။မောင်းเสียရည်မောင်းဘဲမှတ်တိုင်းမှ မရက်နေတော့မောင်းခေါ်တိုင်းလိုက်တတ်တဲ့နင်းရဲ့ profession နဲ့စိတ်ကငါလေးစားရဲ့။ငါလူစပရာကောင်ကလိုက်ရင်လာလို့ခေါ်တာတောင်အပြေးတက်လာရဲတဲ့နင့်ကိုငါဥမညွတ်ဖဲမနေနိုင်ဘူး။ကားကလေးကဝူးကနေ။အဲ့ဒီအချိန်မှာ ကြားလိုက်ရတဲ့အတန်ကတနာကြပါရှင်ပြည်ကြီးရဲ့အတန်မမိနိုင်နဲ့ပြည်ကြီးရဲ့အတန်ဒိုင်းမင်းမထားဘဲနဲ့နှစ်ယောက်သား90တန်းတရက်စီထုံမိတယ်ပြီးတော့လေတဲ့လွင့်ကနေကာလီက ပြောတဲ့အတိုင်အရှိန်ပြင်းစွာမောင်းနေစေငါတို့ကိုတင်ဆောင်ထားတဲ့ကားကအနာဂတ်ခရီးကိုဥတီလို့ဟုတ်တယ်ငါတို့အနာဂတ်ကိုဥတီနေပြီဘူး စိတ်ထဲမှာတော့ဟောဒီဝိထုရေးနေတဲ့ကောင်ဒီမှာပဲရက်လိုက်ရင်ကောင်းမယ်လို့လေးစားစွာကြိုးစားလျက်အကြည့်တော့